ားလုံးပဲမင်္ဂလာပါဒီစနေနေ့မြန်မာစံတော်ချိန်ည9:00နာရီမှာကစားမယ်ပန်လီတင်းနဲ့ချက်စီတင်းတို့ရဲ့ဘွဲ့ချုပ်သုံးသက်ခမ်းမယူချက်မှုကိုအခုပဲလုပ်ပြီးသွားကြမှာတယ်လက်ရှိမှာဆိုလို့ရှိရင်တော့ဒီပန်လီတင်းနေနဲ့တော့ဒီနှစ်ရက်ဒီတန်းတက်လာပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့တို့တင်းရခြေစုံပိုင်းရတော့လိုက်ပြီးတော့အားရစရာမကောင်းပါနဲ့တို့ရဲ့အင်ကွေးမှာဆိုလို့ရှိရင်တော့ဒီရမှတ်တွေကိုစုဆောင်ထားနိုင်တဲ့အခြေအနေမျိုးတွေရှိပြီးမဲ့တယ်ဘက်ကတို့တွေ့ရမယ့်အတင်းရတဲ့လက်ရှိပရီးမီးယားလိမှာ တောက်ဆောက်ဒီနောက်ပိုင်းပွဲစဉ်ဒီမှာဆိုလို့ရှိရင်ခြေစွမ်းဒီပုံမှန်ခြေစွမ်းကိုရရှိလာပြီးတော့တောက်ဆောက်နိုင်ပွဲတွေရထားတဲ့ခြေစည်းတင်းနဲ့ရင်းဆိုင်ကစားရမယ်ဖြစ်တဲ့အတွက်ကြောင့်မို့လဲပလီတင်းနေတော့သူတို့ရဲ့အိမ်ကွေးမှာတော့ခြေစည်းတင်းကိုဘယ်လိုမျိုးအခက်အခဲဖြစ်အောင်ကစားနိုင်မလဲဆိုတာပဲကျွန်တော်တို့တွေစောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်ရှိခြေစည်းတင်းကတော့ဒီနေ့ရက်ဒီမှာဆိုလို့ရှိရင်သူတို့ဖြစ်တင်လာတဲ့လူရင်းအစုဖွဲ့နဲ့ဆိုလို့ရှိရင်တော့ဒီထက် ပုံမူကောင်းတဲ့ခြေစွမ်းမျိုးကိုပြတ်တနေရမယ့်အခြေအနေမျိုးမှာတော့လက်ရှိချက်စီးတင်းရဲ့ဒီနှစ်ရာသီမှာဆိုလို့ရှိရင်တော့အဓိကအားနည်းနေတဲ့အခြေအနေမျိုးကတော့ဒီခန်းစစ်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့အဓိကဒီခန်းစစ်မူဖြစ်တဲ့လေဝဲကိုဝဲတန်ရရပြီးတဲ့နောက်ပိုင်းမှာစပြီးတော့ဒီချက်စီးတင်းရဲ့ဒီနှစ်ရာသီပရီးမီးယားလိပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းခန်းစစ်ကတော်တော်လေးဟိုအမားများတယ်ဗျလက်ရှိချက်စီးတင်းရဲ့အဓိကအတကြဲကိုပြောရမယ်ဆိုလို့ရှိရင်တော့ချက်စီးတင်းနေတဲ့ဒီကွင်းလေးပိုင်းကို တကယ်ကိုအားရစရာကောင်းလာပြဒီနေ့ရဒီဖြစ်တင်တဲ့လူရင်ရစုဖွဲ့မှာဆိုလို့ရှိရင်တော့ချက်စည်းတင်ရဒီကွင်းလက်မှာဆိုလို့ရှိရင်အဆိုဘရန်ဒက်နဲ့မဆက်ကစီတူရရဒီကွင်းလက်ကတော့တော်တော်လေးကိုအားရစရာကောင်းပြီမဲ့လည်း ဒီခြေစည်းတင်းရဲ့နောက်တန်းကတော့ဟိုအပေါက်ပြဲတွေများနေတာကိုတွေ့ရပါတယ်ခြေစည်းတင်းနေတဲ့တော့အဓိကသူတို့ဒီနေ့ရကြီမှာဖြစ်တင်တဲ့ကစားသမားတွေအများပြားကလည်းဘလူလာအပ်တဲ့နေရာတွေကိုဖြစ်တင်တဲ့တို့ကြောင့်လက်ရှိမှာသူတို့ဆင်ရည်ဒီတောင်ပံကစားသမားတွေပုံပြီးတော့များပြားနေတဲ့အခြေအနေမျိုးမှာတော့ဒီပွဲစဉ်မှာတဲ့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ဒီကိုပါမအနေနဲ့လည်းပတ်ဝန်းနိုင်ခြင်းမရှိသေးတဲ့အခြေအနေမျိုးမှာတော့တာယာပြဿနာတွေ ရရှိနေတဲ့ခြေစည်းတင်းနေတဲ့ဒီဝက်ဆင်ကိုခြေစည်းတင်းနေတဲ့ဒီအဝေးဝင်းဖြစ်တဲ့ကြောင့်မို့လဲဂယူဆိုင်ပြီးတော့ကစားရမယ့်ခြေမျိုးရှိပါတယ်။တစ်ဖက်ကပတ်လေတင်းကတဲ့အိမ်ဝင်းမှဆိုလို့ရှိရဲ့ဒီနေ့ရက်ဒီကစားရတဲ့ပွဲစဉ်တွေကြည့်မယ်ဆိုလို့ရှိနေအိမ်ဝင်းမှအတင်းကြီးတွေကိုကောကောဒုက္ခပိတာတိုင်းနဲ့ခြေဒီမျိုးတွေကိုမတွေ့ထားရတဲ့အတွက်ကြောင့်မို့လဲလက်ရှိခြေစည်းတင်းနေတဲ့ဒီပွဲစဉ်ကိုအပြည့်အဝအိုင်အိုဆိုင်နိုင်မလားဆိုတော့ပဲကျွန်တော်တို့ဒီစောက်ကြည့်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ခြေစည်းတင်းနေတဲ့ဒီပွဲစဉ်ပြီးလို့ရှိရဲ့ဒီကြိုက်ရမှာဆိုလို့ရှိရဲ့သူတို့ရဲ့အိမ်ဝင်းမှပဲ ချက်ပြလီပွဲစဉ်တပွဲဖြစ်တဲ့ဘာစီလိုနာတင်းနဲ့ပရောဂျက်ကစားရမယ်အခြေအနေမျိုးတွေဒီပွဲစဉ်ချက်ဘာစီလိုနာနဲ့ပွဲစဉ်ပြီးလို့ရှိရင်လည်းချက်စီးတင်းအနေနဲ့လာမယ့်ပတ်မှာဆိုလို့ရှိရင်လည်းအာဆင်နယ်နဲ့ဒီလန်ဒန်ဒါဘီတပွဲကစားရဖို့စီတူတဲ့အတွက်ကြောင့်မို့ပွဲချက်နှစ်ပွဲကချက်စီးတင်းကိုစောင့်ကြုံနေတဲ့အခြေအနေမျိုးကတော့ချက်စီးတင်းအနေနဲ့လက်ရှိသူတို့ရဲ့ လူညာစုခွဲနေဆိုလို့ရှိရင်ဒီပန်လီတင်းကိုတော့မနိုင်စရာအကြောင်းမရှိဘူးပြ။တိုးမိမဲ့တော့လေပန်လီတင်းကိုဒီချက်စီးတင်းနေတဲ့ကုပြအနိုင်ရဖို့လိုအပ်နေတဲ့ဒီအဆိုင်ရဲ့အကျိုးစီးရဆိုလို့ရှိရင်တော့ချက်စီးတင်းနေတဲ့ဒီပန်လီကိုကုပြအနိုင်ရတော့မလားဆိုတာပဲစောင့်ကြည့်ရမှာပါ။တိုးမိမဲ့တော့လေချက်စီးတင်းနေတဲ့ဒီပွဲကိုဒီပြအန်ဆိုမာကာနေနဲ့ဒီပွဲစဉ်ကိုအပြည့်ဝအောင်စိုက်နိုင်မလားဆိုတာပဲကျွန်တော်တို့စဉ်းစားကြည့်ရှိပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ချက်စီးတင်းနေတဲ့လက်ရှိချက်ပြလိမ့်မှာဆိုလို့ရှိရင် ဒီချက်ပြက်လေးလေးဝဲကစားပြီးတဲ့အခြေအနေမျိုးမှာရမခွန်မှတ်ပဲရရှိတည်တဲ့အခြေအနေမျိုးမှာတော့ဒီချက်ပြက်လေးပွဲစဉ်ကိုအဓိကဒီအယုံဆိုင်ပြီးတော့ကစားရမယ့်အခြေအနေမျိုးတွေနောက်ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းချက်စည်းတင်းအနေနဲ့ဒီအမှတ်ရလို့မရတော့တဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ချက်ပြက်လေးကိုပဲအဓိကအယုံဆိုင်ပြီးတော့ကစားရတော့မယ့်အခြေအနေမျိုးမှာဒီပြည်မြက်လေးကိုတော့တို့တို့အတင်းနေတဲ့အဓိကနောက်ပွဲတစ်ပွဲကြိုက်ရောက်တာကစားအယုံဆိုင်ရတော့မယ့်အခြေအနေမျိုးမှာ ချက်စီးတင်းနေတော့ဒီပွဲစီမှာရောပန်လီတင်းကိုကိုပြအနိုင်ရသွားမလားဆိုတာပဲကျွန်တော်တို့စောင့်ကြည့်ရဖြစ်ပါတယ်လက်ရှိအဆိုင်ရဲ့အကျိုးပေးမှုကိုကျွန်တော်တို့ချက်ကြည့်မယ်ဆိုလို့ရှင်တယ်အဆိုင်ရဲ့အကျိုးပေးမှုမှာဆိုလို့ရှင်တော့ချက်စီးတင်းကအဝေးကွန်းအဝေးကွန်းရနေပြီးတော့ဝမ်းတီဆိုတဲ့အကျိုးပေးမှုကိုပေးထားပါတယ်ဒီအကျိုးပေးမှုရဆိုလို့ရှင်တော့ဗျာချက်စီးတင်းနေတဲ့ဒီအနည်းဆုံးတကူကနေပြီးတော့ပို့ပြီးတော့မတွင်းနိုင်တဲ့အခြေအနေမျိုးလို့သတ်မှတ်လို့ရတယ်ဗျာကျွန်တော်တို့ကိုပေါင်းကြီးနဲ့ ချိန်ကြည့်မယ်ဆိုလို့ရှိရင်လည်းကိုပေါင်းကြီးကတော့တော်လုံးဝင်တဝက်စားဆိုတော့ကိုပေါင်းကြီးကိုခွေးလစ်တာပါတယ်ဒီကိုပေါင်းကြီးရဆိုလို့ရှိရင်လည်းချက်စီရလက်ရှိအနေနဲ့လည်းခက်စီရဆိုလို့ရှိရင်တစ်ဖက်ကဘန်လီတင်းကလည်းသူတို့ရဲ့အိမ်ကွေးမှဆိုလို့ရှိရင်ဒီအတင်းကြီးတွေကိုကောကောင်းကြီးခံကစားပြီးတော့ဒုက္ခပြီးနိုင်တဲ့အခြေအနေမျိုးတွေကြောင့်မထင်မှတ်ပဲနဲ့ကိုပေါ်သွားနိုင်တဲ့အခြေအနေမျိုးတွေလည်းအများကြီးရှိပါတယ်လက်ရှိချက်စီတင်းရဲ့ဒီအဝေးကွင်းရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်ချက်စီတင်းနဲ့ဒီပရီးမီးယားလိဆက်တပွဲကစားပြီးတဲ့အချိန်ဒီမှာအဝေးကွင်းမှာ ငါးပွဲကစားတာပြီးတော့ဒီငါးပွဲမှဆိုလို့ရှိရင်လည်းချက်စီးတင်းနေတဲ့သုံးပွဲနိုင်တပွဲတည်ရင်လည်းတပွဲဆုံးသွားပါတယ်ဒီရက်လက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းချက်စီးတင်းရက်အဝေးကွင်းရက်လက်ကတော့နိုင်ငံမဆိုးလို့ပြောလို့ရတယ်ဗျချက်စီးလို့ level မျိုးနဲ့ဆိုလို့ရှိရင်တော့လည်းဒီရက်လက်ကတော့တိုက်ပြီးတော့အားရစရာမကောင်းလို့ပဲတတ်မှတ်လို့ရပါတယ်ချက်စီးချက်စီးတင်းနေတဲ့ဒီအဝေးကွင်းမှဆိုလို့ရှိရင်တော့တော်တော် hotspot တင်းကိုတော့1-2 run အနိုင်ရပြီးတော့ဒီ note and product ကိုလည်း3-0 ရလနဲ့အနိုင်ရထားပါတယ်ဒါပြင်မန်ချက်စတာယူနိုက်တက်တင်းကိုတော့အဝေးကွင်းမှာသူဝမ်းဆိုတဲ့ရလနဲ့ဆုံးနေထားပြီးတော့ပလန်ဖို့ကိုလည်းသူတူးဆိုတဲ့တည်ရလကစားထားပြီးတော့ကွာဟန်ကိုတော့ဒီဖိုက်ဝမ်းဆိုတဲ့ရလနဲ့အနိုင်ရထားတဲ့အချင်းမျိုးတွေကြည့်မယ်ဆိုလို့ရှင်လည်းချက်စီးတင်းနေတဲ့ဒီအဝေးကွင်းမှာဆိုလို့ရှင်တော့တိတ်ဒီနေ့ရည်ဒီမှာဆိုလို့ရှိရင်ရလက်ကောင်းလို့လို့ပြောလို့ရတယ်ဗျအဲဝိသက်စားလို့ရှိရင်ဒီနေ့ရည်ဒီမှာဆိုလို့ရှိရင်ချက်စီရဲ့အဝေးကွင်းရလက်ကိုပြောကောင်းလို့တော့တွေ့ရပါတယ် လက်ရှိခြေစည်းတင်းနေတဲ့ဒီဝေကွေးမှဆိုလို့ရှိရင်ဘင်ကို၁၂ကူတိရတာပြီးတော့ဘင်ကိုကတော့၅ကူတိပဲခွင့်ပြုရတဲ့အခြေအနေမျိုးတွေခြေစည်းတင်းရဲ့နောက်ဆုံးဒီပြိုင်ပွဲစုံ၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်ခြေစည်းတင်းနေတဲ့ဒီတပွဲတာဆုံးလာပြီးတော့တပွဲတည်းရင်နဲ့၃ပွဲတည်းနိုင်တာပါတယ်ဒီနောက်ဆုံးပြိုင်ပွဲစုံ၅ပွဲမှဆိုလို့ရှိရင်ခြေစည်းတင်းနေတဲ့ဒီသူတို့ရဲ့အိမ်ကွေးမှာ2-1ဆိုတဲ့ရလနဲ့ဆန်းဆန်းလန်းကိုဆုံးနေတာကလွယ်ပြီးတော့လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ခြေစည်းတင်းနေတဲ့ဒီ ုံစံကောင်းပြင်ရပြီးတော့ဂျက်လက်တွေတော်တော်လေးကိုတည်ညက်နေတာကိုတွေ့ရပါတယ်။တုံမဲ့တော့ပြီးခဲ့တဲ့ဒီချက်ပြလေးပွဲစဉ်မှာဆိုလို့ရှိရင်တော့အဝီကွင်းမှာကွာလာပတ်လိုအသေးမျိုးကိုအဝီကွင်းကနေပြီးတော့တူးတူးဆိုတဲ့ဒီရက်လက်တာကစားထားနိုင်တဲ့အတွက်ကြောင့်မို့လဲချက်စီးတင်းရဲ့ကစားပုံကဒီနောက်ပိုင်းမှာဆိုလို့ရှိရင်နည်းနည်းပါးပါးဒီအကြပတ်ကို ရောက်နေတယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်။တစ်ဖက်ကဗန်လေးအတင်းကလည်းဗျာလက်ရှိမှာဆိုလို့ရှိရင်တော့ဒီသူတို့ရဲ့ဒီနောက်ဆုံးပြပွဲစုံ၅ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့လည်း၂ပွဲသာနိုင်လာပြီးတော့၃ပွဲထိဆုံးထားတဲ့အခြေအနေမျိုးတွေဒီနောက်ဆုံး၂ပွဲဆက်ဆုံးထားတဲ့အခြေအနေမျိုးတွေမှာဗန်လေးအတင်းနေတဲ့ဒီသူတို့ရဲ့ဒီနှစ်ရက်ဒီပရီးမီးယားလိဆက်တပွဲကစားပြီးတဲ့အခြေအနေမှာတော့သူတို့ရဲ့အိမ်ဝင်းစောစောက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့လည်းအိမ်ဝင်းမှာဆိုလို့ရှိရင်တော့၂ပွဲနိုင်၃ပွဲတည်ရင်လည်း၂ပွဲဆုံးထားပါတယ်။ဒီဆုံးခဲ့တဲ့၂ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်း ဒီလီဗာပူးကိုတော့1-0ဆိုတဲ့ရလနဲ့ဆောင်းနေထားပြီးတော့အာဆင်နယ်ကိုတော့2-0ဆိုတဲ့ရလနဲ့ဆောင်းနေထားပါတယ်။ဒီရလက်တွေကိုကြည့်မဲ့ဆိုလို့ရှိရင်တို့ရဲ့အိမ်ခွေးမှာဆိုလို့ရှိရင်အတင်းကြီးတွေကိုအခက်ခဲဖြစ်အောင်ကစားထားနိုင်တဲ့အခြေအနေမျိုးတွေတို့ရဲ့အိမ်ခွေးမှာဆိုလို့ရှိရင်ဒီလီယူနိုက်တက်တို့ဆန်တန်လန်တို့ဒီအတင်းတွေကိုတော့အနိုင်ရထားပြီးတော့နော်တန်ဖော့တော့ကိုတော့တည်ကြထားတဲ့အခြေအနေမျိုးတွေမှာတော့ ပလီတင်းရက်ဒီအကွင်းရက်လက်မှာဆိုလို့ရှိရင်နှစ်ပွဲနိုင်ရင်တပွဲတည်ရင်နဲ့နှစ်ပွဲဆုံးလာတဲ့အချိန်ဒီမျိုးမှာကြည့်မယ်ဆိုလို့ရှိရင်ပလီတင်းရက်ဒီအကွင်းရက်လက်ကမဆိုးလို့ပြောလို့ရတယ်ဗျာသူတို့အတင်းရက်အစီတန်းနဲ့ဆိုလို့ရှိရင်ဒီသူတို့ရဲ့အကွင်းမှာဒီနှစ်ပွဲဆုံးလာတဲ့အတင်းကတည်းလက်စီပလီမီယာလီမှာအတင်းကြီးနှစ်တင်းပြတ်တဲ့အာဆင်နယ်အတင်းကိုသူစီတို့ဒီပါပူးကိုတော့နောက်ဆုံးအချိန်မှာမပန်နတီနဲ့ ဝမ်းစီလို့ဆိုတဲ့ရန်နဲ့ဆုံးနေခဲ့တဲ့ပွဲစဉ်ကလွယ်ပြီးတော့ဗန်လီတင်းနေနဲ့သူတို့ရဲ့အင်ဂွေးမှာဆိုလို့ရှိရင်အတင်းကြီးတွေကိုအခက်ခဲဖြစ်အောင်လှုပ်ထားနိုင်တဲ့အခြေအနေမျိုးတွေမှာတော့ချက်စီတင်းနေတဲ့ဒီအဝေးကွင်းကနေပြီးတော့ဝမ်းဒီဆိုတဲ့အကျိုးပေးမှုမှာတော့ကျွန်တော်အနေနဲ့တော့ဒီဗန်လီတင်းကိုပဲစွန့်စားပြီးတော့ရွေးချယ်လိုပါတယ်ဒါကြောင့်မို့လို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တော့ဒီချက်စီကိုညှိပဲ့ပြီးတော့ ဒီဗန်လီတင်းကိုပဲအကောင်းဆုံးရွေးချယ်ပြလိုက်ရပါတယ်အားလုံးပဲတလောက်ပါပဲကျွန်တော် channel လေးကိုလည်း subscribe လုပ်တယ်။ subscribe လုပ်ပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုပြစီကျွန်တော်ညို့ကိုလည်းအားလုံးပဲအဆက်ဆက်အေးရထူးထူးဆိုင်ကြပါခင်ဗျာ။